မချသိမိချိန်ကကျွန်တော်ရဲ့ YouTube Channel မှာ Subscriber 1KB ရဲ့ Subscriber 1KB ရဲ့အထိမ်းမဲ့နေနေကျွန်တော်တော့ login တော့ခြင်းပါတယ်။အဲ့ဒါကတော့ကျွန်တော်လူစရောက်ကိုကျွန်တော်အခုနောက်မှတွေ့နေရတဲ့ Cardia Race ကျွန်တော်ပြီးတော့စိတ်ကူးလေးပါပဲ။ Sorry ကျွန်တော်တော့ရောက်ပတ်စံလေးနေကျွန်တော်အလူလေးတစ်ခုလွန်သွားခြင်းပါတယ်။ကျွန်တော်မှရှိရပတ်စံလေးကတော့ Sorry ကျွန်တော်မှရှိရပတ်စံလေးကတော့ AD 90ဒီ AD 90ကမြောင်ရက်ဆို9000ကျော်နေတယ်ကျွန်တော်လူစရောက်ကိုထမင်းနဲ့ဝအောင်ကျူးတောင်းလို့ရနိုင်များဆိုတော့ ကျွန်တော်လည်းသိချင်မှသိရကြောင်းအတူလက်ကြည့်ဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်ကျွန်တော်ဒီနေ့စီစဉ်မှာအဓိကပေါင်းပေးမဲ့သူနေရောရှိပါတယ်ဘယ်မှာတယောက်ကတော့ကျွန်တော်မုလဲ့ဝေချင်မှဆိုပြီးဂျင်းထည့်ပြီးများပြီးခိုင်းဖို့ခေါ်လိုက်ပြီမယ်ကျွန်တော်နေရနေရာတွေတကူးတကလာပေးတယ်အတက်ကြီးပြီမယ်ခလေးရုံနေနဲ့မို့ချစ်ဖို့ကောင်းပြီးတော့တကယ်တည်းချစ်ချင်စရာပါကျွန်တော်ကုလူတကင်းကြီးတို့ခင်ရတဲ့သူကိုမင်းတို့ခေါ်ပါတယ်ဒီနေ့စဉ်းစားမိရတယ်တော့ကျွန်တော်က90 AD နဲ့ကျွန်တော်လမ်းမောက် ချက်မယ်လို့ကျွန်တော်တွေးတယ်ဆိုတော့ကျွန်တော်ဒီအစီအစဉ်မှာပါဝင်ကူညီပေးမယ်ဒုတိယလူဒါပေမဲ့အဓိက main character ပေါ့နော်ခုလိုမျိုးစကားပြောရင်အမြဲပြုံးနေတယ်ဒီဦးလေးကြီးပါပဲသူ့နာမည်ကတော့ဦးမားလို့ခေါ်ပါတယ်သူကကျွန်တော်လည်းနေခုပြီးတော့အာဒီနံပါတ်ကိုခုချက်မှာပေါ့နော်ဒီထဲမှာပါတယ် recipe ကိုပါရင်ချက်မယ်ဆိုတော့တခြားတော့မသိဘူးเนาะဆိုတော့သူ့ share ကိုကြည့်ဘူး what what should i buy olive olive onion I'll I'll write down. ဘာလို့လဲဆိုတော့အကြောင်းပြချင်တယ်။ဆောင်းနဲ့ကျွန်တော်ချရည်ပဲ။ တမ်ဘောတဝဲချက်ပြီဆိုလို့ရှိရင်သူ့ရဲ့ recipe ကအများကြီးပါတော့ကျွန်တော် YouTube ကြည့်ရဆိုလို့ရှိရင်ဒါအမျိုးတော့အများကြီးရှိတယ်ဒါပေမဲ့သူက program မျိုးချက်တက်တယ်ဆိုတော့ကျွန်တော်မသိဘူးကျွန်တော်တစ်ခါမှအချက်ဘူးပေါ့နော်ဒီ lighting yeah right it did any size biryani basmati rice oil yes i have oil yes. garlic garlic yes ginger ginger yeah. chato yes. masala chicken biryani masala chicken biryani uh, chicken biryani masala ready made ထားတဲ့ဒီ masala ထုတ်ပေါ့နော်ဒါလည်းဟုတ်တယ်ဒါဒီ masala ရှင်ဒီလိုမျိုး ready made ထုတ်ပြီးချည်တယ်ဆက်မတစ်ဆက် this one my name masala yes tomato tomato also yes also green chili okay green chili uh, no. done uh, this is you have like I can use this one? Uh, yeah, yeah. Little, little. Okay, no problem. သူ့မှာရှိတဲ့ဟာရလည်းပါရှိသေးတယ်။အာလူဟာတော့ပဲကျွန်တော်ဝင်မယ်။အဲ့တော့ကျွန်တော်ရှိရတာက on 50 80 90နဲ့ကျွန်တော်ဒူ10ယောက်စာလုံတော့ကျွန်တော်ချက်အောင်ပေါ့နော်ဒူ10ယောက်စာဖြစ်နေတယ်ဖြစ်ပေအဲ့တက်ပို့လေးပို့ပေါ့နော်အဲကျွန်တော်ဒီချောင်းမသိဘူးအဲချက်သားလည်းကျွန်တော် blog လည်းကျွန်တော်မသိဘူးအဲ့တော့ကျွန်တော်ဒီဈေးဝယ်အောင်ထပ်ပြီးလိုက်ကြည့်အောင်ကျွန်တော်ရဲ့ဒီဗီဒီယိုကို sponsor ပေးတဲ့သူကတော့ ျွန်တော်ကိုယ်တိုင်ပါပဲစပွန်ဆာပြည့်ပြည့်သူဘူးမရှိပါဘူးလူ90နဲ့ဈေးဝယ်လို့မလောက်နဲ့ကိုယ့်အကက်ထရာတက်ဆိုင်ရမှာပါအဲအဲ93ပါဟာ93ပါလေကျွန်တော်ဒီကစတဲ့ချက်ရှိတယ်တထုပ်ဆိုတော့ messenger ကျွန်တော်ရဲ့ any budget က90 90နဲ့ကျွန်တော်တန်ဖိုးအထောင်းချက်ပါမလို့အဲတော့လောက်ဆိုတော့ကျွန်တော်ထပ်ပြီး ingredient တွေကျွန်တော်ဝယ်ဖို့ကြံနေတယ်တော့တဘောင်းချက်မဲ့ဆက်ရတော့ရပြီနော်ဒီကောင်ဘယ်လောက်လဲ တော်တယ်နော်ဆက်လက်ချက်ဆိုတော့ဒါ 3G ရှိရှိတယ်အဲ့ဒါကျွန်တော်ဒီကောင်းလေးရှိသေးတယ်ဒီပါတာကြည့်လို့ဒီနေ့ဒီနေ့ပါလို့ဒီအာအာဒီမှာတော့ဒီ ready ready made ချက်တယ်ဒီ spicy ရှိတယ် ်ဒီဘရီယန်ီမဆက်အောင်မှအရသာမျိုးစုံကွဲတယ်ဘောနော်ပါကစ္စတန်ီရှိမယ်အိန္ဒိယန်ရှိမယ်အဲအဲ့လိုမျိုးဒါလည်းဟိုက်ဒရာဘတ်ရှိမယ် traditional this ဒီကဝဲယူတာအဲ့တော့ဘယ်လိုလဲဘယ်လိုလဲ ဒီလိုလောက်တယ်။ဒီလိုလောက်ရှိရတာ။ဒါဒါဘာလို့ရလဲ။ဘယ်ညာလဲ။ဟုတ်။ Green chain ရယ် Korean ရရရ။ဒင်းနေတဲ့ဘော။ဒါဆိုကျွန်တော် budget က

ప్రాణం తరానికి బయటకు బజగా బజగా Sixty-four. Yeah. ်ဆိုတဲ့ကတော့ဆိုတဲ့က64ကျတယ်ကျွန်တော်ရဲ့ဘတ်ဂျက်က50ပဲကျွန်တော်သုံးဝင်လောက်ထားတာဆိုလည်းကျွန်တော်ဒါ64ကုန်သွားပြီပေါ့နော်အဲ့တော့လိုတဲ့ဟာရောအကုန်ကျွန်တော်ဝယ်ထုတ်ပြီးတော့ပြီးသွားပြီအဲ့တော့ကျွန်တော်အိမ်ရောက်လို့ရှိရင်စားချက်ကိုပဲကြည့်တော့ပါလား let's go ျွန်တော်ခုဈေးဝယ်ပြီးအိမ်ဟူတော့ပြင်ရောက်ပါပြီလိုတဲ့ပစ္စည်းတွေကိုပါလာပြီမို့လို့ကျွန်တော်ခုချက်ပေးမယ်ဥလိလက်ထဲကိုပဲအကုန်ပုံဝဲခက်လိုက်ပါပြီကျွန်တော်ခုလိရချပေးရဆိုရင်သူကတော့သုံးဖို့တော့လောက်ကိုပြီးနေပါဒမော်တဲထဲချက်မယ်စက်သားကလည်း frozen chicken ဖြစ်နေတော့အခုလိုလေးသူရေစင်ထားလိုက်ပါဒီချိန်ကညနေဆောင်၄နိုင်ခွဲအချိန်လောက်ပါကျွန်တော်ချက်မှာကချားမဟုတ်ပါဘူးဓာတ်ပေါက်ချက်မှာပါဆိုတော့လူစေးအောင်ဆက်ချက်မှာဖြစ်တော့အချိန်တော်တော်ပေးရမှာပါဒါကြောင့်ကျွန်တော်လဲ wifi ကုလုပ်ပေးခဲ့ပါတယ် တကယ်တော့သူ့ကိုသွားပြီးတရှုံနေရပါချက်သုံးဖြူလေးသုံးလမှခွာရမပြီးတော့ပါဘူးချက်သုံးဖြူလေးသုံးလမှခွာပြီးဖြောင်းနေတဲ့ရုပ်ပါသူကတော့ချင်းချက်သူဖြူခွာတာဘလောက်မှမကြလိုက်ပါဘူးကျွန်တော်ဗီဒီယိုဆုံးမမှာမိတ်ဆက်ပေးရတဲ့ဘဲကဘေးရောက်နေတယ်လို့မေးရင်သူကတော့ဒီမှာပါကင်မရာမန်လုံနေရပါဒါပေမဲ့ကင်မရာလုံနေလို့ရှုံနေပေးပါကျွန်တော်ကတော့ချွတ်တာဝါနာပါလို့ ချက်အရင်ကိုပြောတာပါအရင်ကချွတ်နေရပြီးတော့ဟိုလီကတော့ဆက်ချစ်နေပါပြီသူချစ်တဲ့ချစ်ကဘလော့ချ်ချန်နယ်စီတတိကချစ်တုံကျူတော့ထပ်ပြရဲ့ဒီအချစ်တဲ့ချမ်းကုန်ပါပြီပုံမဆိုကျွန်တော်ကဟင်းချက်တော်လီပြင်းနေသူပြောပါဒီလိုမျိုးအသားငါးကိုခံဖို့ဆိုဘလူးတော့မလုံချင်ဆုံးဆိုပေမဲ့ဒီနေ့ချက်တော့ကျွန်တော်ပြပြကြီးလုံနေရပါတယ် ်ဦးလေးကတော့ဆပ်ပလာအကုန်လုံးကိုအခုလိုမျိုးရောသမဝေးရတော့တစ်ခုချင်းစီတပ်နေတော့ပဲအကုန်လုံးလုံးထဲမဲ့ပုံပါပဲဒါကတော့အမြင်လုံနီးပေါ့သူကတော့ချက်သားကိုအင်းဆုံးကြုံရမလို့အခုလိုလေးရာပေးပြီးတော့အရသာမုတ်တွေတိချာနှက်နေတော့ပဲစာနနွေးမုတ်ရေငရုတ်တိမုတ်ရေဒါပဲထည့်ပြီးတော့နေကိုင်းပါအခုလိုကျွန်တော်ရှင်နေနေရပါပြီအရသာမုတ်တွေဘာတွေမထည့်ထားတော့ချက်သားကအရသာရှိမရှိကျွန်တော်လည်းမသိပါဘူးသူ instruction ပေးတဲ့အတိုင်းကျွန်တော်အကုန်လိုက်လုပ်နေရပါ ကျွန်တော်ကတော့ဘာပဲချွတ်ချွတ်တိုင်းကစောင်းထားတဲ့ဖွဲ့တော့ပါဒါတော့ PPE ဝစ်စုံမရှိလို့အစ်တင်နဲ့ပဲဝစ်ပေးလိုက်ပါပြီအခုချက်နေတဲ့ demonstration ကဘတ်စတိုင်လေးဆိုတာကျွန်တော်လည်းတခြားမသိရပါဘူးသူကလည်းမေးရသေးပြီမဲ့အခုလိုချက်သားကြီးကြော်ထားတာဆိုတော့ဒီမှာကျွန်တော်စမ်းနေကြ demo တော်များကချက်သားကိုကြော်ထားမျိုးတွေ့ရပါပြောရမယ်ဆိုအိန္ဒိယပါကစ္စတန် style ပေါ့နော်ပြီးတော့ RF demo တွေလည်းကျွန်တော်စားမှုပါတယ်ဒါပေမဲ့အမျိုးအစားခွဲမဲ့ဆိုအမျိုးအစားအများကြီးမှအများကြီးပါ အဲ့ဒီမှာမှာအိန္ဒိယပါကစ္စတန်ဒီမိုကူရောကျွန်တော်အရသာတွေ့ပါသူတို့က spice အရင်သုံးတာကို bet အဲ့ဒါကူမှာအရသာတော်ရှိတာ nice အဲ့ဒီမှာမြမဒီမိုကူလည်းတန်းတားနေတော့ပါပဲအခုတော့ကျွန်တော်တို့ချက်နေတဲ့ဒီမိုကဘာတမှုမဲမသိရသေးပါမယ်ကျွန်တော်ကတော့ bike စာတို့အန်ချိတ်ထားပါတယ် ကျွန်တော်တို့စကားများနေတော့မှာပဲသူကတော့စပလာကုန်ထည့်ပြီးစီတက်နေပါပြီကျွန်တော်သူ့ကိုဘယ်လိုပုံစံချက်မှာလဲဆိုတာမေးလိုက်ပြီးမယ်မိုက်ကပါဝါအော့ဖ်နေတော့အသံပါမလာခဲ့ပါဘူးအဲ့တော့ကျွန်တော်သူရှင်းပြတဲ့အတိုင်းလိုက်ရှင်းပြပါမယ်ဒေချာလေးလိုင်နန်းတော့ကြည့်ပါ After Shayib this one rice colors ကျွန်တော်နားလေသလိုသူ့ကိုပြန်ပြောပြတော့သူကထပ်ရှင်းပြပါတယ် All miss rice Italy shay shay bus โอเคကျွန်တော်နားတယ်လားရှင်းပြပါမယ်သူချက်နေတဲ့ပုံစံကတော့အရင်ဆုံးအနစ်လုပ်တယ်ဆူလာပြီဆိုလို့ရှိရင်ကြော်ထားတဲ့ကြက်သားတွေကိုထည့်တယ်ပွက်ပွက်ထပ်ပြီးဆူလာပြီဆိုလို့ရှိရင်အပေါ်ကနေဒမ်မော့ဆန်နဲ့အုတ်ချလိုက်ပါတယ်ရှင်းပြတာကတော့အဲ့လိုပါပဲတော့ရှင်းရင်လည်းဆိုရင်တော့ကို့အကူသားမေးကြည့်လိုက်ပါတော့ဗျာဘယ်ကတော့ဓမ္မထွေးမယ်ဆိုပြီးကျွန်တော်ခေါ်ရပါမိမယ်ဓမ္မကခုနိမချက်သေးတော့ရေခဲတရရဲ့နိုင်ဖို့ချောင်းနေပါပြီ နောက်ဆုံးတော့ဆန်စီရဲ့အဆင့်ကိုရောက်ပါပြီကျွန်တော်လုပ်ချင်တဲ့ပုံစံကတော့ဆန်ကိုအင်းဆုံးထေထားချင်တာအတိုင်းပဲသူရဲ့မတက်ကတော့ဆန်ကိုနောက်ဆုံးမှထည့်မှာဖြစ်တဲ့အတွက်ကြောင့်အခုမှဆန်စီပြီးထည့်မှာပါထည့်ထားတဲ့အတိုင်းကျွန်တော်ရဲ့ကြက်သားတွေကိုအနည်းငယ်ထပ်ပြီးချက်ပါတယ်စူပွက်လာလို့ရှိရင်နောက်ဆုံးမှဆန်ကိုထပ်ပြီးအုပ်လိုက်မှာပါကဲနောက်ဆုံးတော့ဆန်ကိုထည့်ပြီးအခုလိုမျိုးအုပ်လိုက်ပါပြီဒါကတော့ကျွန်တော်တို့မှာရှိတဲ့ပုံစံနဲ့လှုပ်ထားတာညီမလိုပါပဲပလတ်စတစ်နဲ့အဖုတ်ခန့်တွေလေးဖိပြီးလှုပ်ထားတာပါအမှန်တော့သူလို့ရှိတဲ့ပုံစံကကျွန်တော် YouTube မှာတွေ့ဘူးပါတယ်ဒိုးလေးနဲ့အနားတွေ ကိုတခြားလေးလုံးအောင်ဖုံးထားလိုက်တာပေါင်းထားရလို့ပဲခေါ်အောင်ပါဘောနော်ကျွန်တော်သိရတာကတော့အဲ့လိုမျိုးမတက်နဲ့လုပ်တဲ့ဒမ်မော့ကပူပြီးအရသာရှိတယ်လို့သိထားပါတယ်အဲ့တော့အခုကရောဘလူးရစက်မျိုးထွက်လာမလဲဆိုတာကျွန်တော်နဲ့တူနောက်တနေ့ဆိုသိရပါမယ် one hour later အပေါ်ကနေတော့ပင်အုပ်ဘူးပဲကျွန်တော်ရေပေါ့နော်အဲ့တော့ကျွန်တော်တို့ချက်သွွန်ကြော်ရေနနမီရေထည့်ပြီးအုပ်လိုက်ပြီးပါကျွန်တော်ကတော့ဓမ္မခါဒီလိုပုံစံမျိုးထွက်လာမယ်ဆိုတာမထင်သားပါဘူးအဲ့တော့သူ့ရဲ့ရတာကရောဘယ်လိုမျိုးရှိရဆိုတာမြင်ကြည့်လိုက်အောင်ပဲပေါ့နော် တချို့အစားအသောက်တွေကပူရိုးစားလို့ရှိရင်ရတာမရှိပါဘူးဒီဒီမော့ကလည်းအဲ့တိုင်းပါပဲပူရိုးစားလို့တော့မသိဘူးတိတ်ရတာမတွေ့ခဲ့ပါဘူးနောက်အေးတော့တဲ့ခါမှာစားကြည့်ရမှာရတာပေါ်လာပါတယ်သူ့ဟာနဲ့သူရောစားကောင်းပါတယ်ခုဆိုရင်တော့ကျွန်တော်ရဲ့ brand ကြီးကချက်လို့ပြီးပါပြီ။အဲတော့စားကောင်းလားမကောင်းလားမသိကျွန်တော်စီစဉ်ရတော့အများကြီးပါတယ်ပေါ့နော်။ဒါကြောင့်ကျွန်တော်ချက်လို့ပြီးပါပြီ။ချွေဆောင်လို့ချွေဆောင်ချက်တာတော့မဟုတ်ဘူး။ဟိုဘဲအခုညီကြောင့်ဒီတိုးလို့က ဘဲကအကုန်လုတ်ပြီးသွားတာပေါ့နော်သူ့လည်းအများကြီးကျေးဇူးတင်ပါတယ်သူဘယ်နှယောက်စာရမလဲကျွန်တော်တွက်လိုက်တဲ့ budget ကဒါ90လဲဆိုလို့ရှိရင်သူ10ယောက်ကျော်အာစားလို့ရအောင်ဆိုပြီးတော့ဒါဝယ်လိုက်တာပေါ့နော်အဲ့တော့ဒါကဘယ်နှယောက်စာစားလို့ရမလဲဆိုတာကျွန်တော်ဒါပိုးရှင်းခွဲပါတယ်သိရတယ် ီဗီဒီယိုကြည့်နေတဲ့သူတွေကရောဒါဘာဓာတ်မောက်လဲဘေးနိုင်ငံရဲ့ဓာတ်မောက်ချက်ပုံချက်နေလဲဆိုတာသိလို့ရှိရင် comment တွေမှာပြောသားပေးပါဟိုဦးလေးကိုမေးကြည့်တော့ဒါက RMB ဓာတ်မောက်ချက်ပုံချက်နေလားဆိုတော့စိတ်စိတ်လို့ပြန်ဖြေပါတယ် The first one You're the first person uh, give me give me dandram ဒါတော့စီယူပေါ့ဓမ္မတပူတော့ပြီးပြီးသားပါပဲနောက်ထပ်လူပနေောက်စာရအောင်လို့ဆိုတာကျွန်တော်တို့သူဆက်ကြည့်ရတာပေါ့ဗျာချစ်ပေါင်တွေကအရင်နူးအီလို့ပြီးတော့အယူတစ်ချာအသားတစ်ချာဖြစ်နေအောင်လို့ဘူးတဲ့ထဲတဲ့ခါမှာအသားတွေရတဲ့သူကရပြီးတော့ကျွန်တော်တို့ကအယူကဲရတော့မှမလို့အသားတွေကိုယူဆုံးဘူးတဲ့ခွဲထည့်လိုက်ပါတယ် ဆိုခွဲပြီးလို့ပြီးမှာတော့ total 73ယောက်စာရပါတယ်ဆိုတော့ကဇီဥပေါ့တပူနဲ့ဆိုတော့14ယောက်စာပေါ့နော်ဆိုတော့ဒါလူ10ယောက်စာတော့မကပါဘူးဒါတော့ဆန်က 3kg ထုတ်ကို 2kg နီးပါးလောက်ပဲထည့်ရတာပေါ့နော်ခမင်းကထပ်ပြီးကျန်နေပါသေးတယ်ဒါပေမဲ့ကျွန်တော်ဝယ်ထားတဲ့အသားကလူအစီဖြစ်နေတော့14ယောက်စာအထိပဲပေးလို့ရပါတော့တယ်ဆိုတော့အကုန်လုံးလေးထုတ်ပြီးပြီမို့လို့တောင်းဝင်မှုပဲကျွန်တော်ရယ်ပေါ့နော် တော့ကျွန်တော်ဒါပန်းကျင်ထဲမှာဒီကောင်လေးလိုက်ဝေလိုက်တော့ပါเนาะကျွန်တော်ဝေးလေးမသွားနိုင်တော့ဘူးဒီနေ့တော်တော်လေးပြိုင်းနေပြီပေါ့เนาะလူကအဲ့တော့ကျွန်တော်ဒီကိုညီမေးနဲ့ဒီအခုရှိလို့ဒါကျွန်တော်အခုလုံနိုင်နေတာပေါ့เนาะအဲ့တော့အဲဒါအခုလူက10ယောက်စာတော့ရတယ်ကျွန်တော်အဆောင်ပါလေဒါ3ယောက်စာတော့ကျွန်တော်ပေးဖို့ရပြီဒါ10ယောက်စာတော့ခြံနေပေါ့အဲ့တော့ကျွန်တော်ဒီဟာလေးတွေကိုထပ်ပြီးတော့ဒီကလူတွေကိုထပ်ပြီးဝေးလိုက်အောင်မယ် Bro, you, you want biryani? Biryani? Chicken biryani? Tandaram? No? This tandaram very affordable. Ah, uh, that is, I'm joking. It's free. Uh, chicken biryani. I'm making YouTube video. Okay, subscribe. subscribe. <laughs> yeah. <laughs> Uh, Even uh, biryani? Biryani? I'm uh, giving away. Three men. Ah? Three men. Three Thank you so much, You are good man. First, yeah. get any later Thank you, bro. Okay. Yeah. तो हुए चलना हरियाणी नो थैंक यू ससन नबू है चलना ससन नबू है चलना है या हरियाणी पीस चिकन बिरयानी Thank you. <laughs> ပြပြောတဲ့အတိုင်း subscriber တန်းကြီးပြီအောင် subscribe လုပ်ပြီးတော့ကျွန်တော်ကိုအားပေးသွားလို့ရပါတယ်။တန်းကြီး subscriber ပြည့်ခဲ့ကြတော့ရှိရင်လေအခုလိုမျိုးလေးကျွန်တော် giveaway တွေထပ်ပြီးလုပ်သွားပေးမှာပါ။အဲ့တော့ subscribe လုပ်ဖို့မမေ့ပါနဲ့ဗျာ။ဟုတ်ပါပြီ။ဒီနေ့ကျွန်တော်ရဲ့ ဒီ mission ကတော့ကျွန်တော် subscriber 1k ပြည့်တဲ့ထိမ့်မဲ့နေနေကျွန်တော်ဒါအလူလေးလုပ်ခဲ့ရပေါ့နော်လူ၁၀ယောက်စာကိုကျွန်တော်ဒါတနက်သမင်းစလို့ရအောင်ကျွန်တော်ဒါဝင်ရခဲ့ရပေါ့နော်အဲကျွန်တော်ရဲ့ဒီနေ့ blog လေးကတော့ဒီလောက်လေးပါပဲ subscribe ဒီနေ့ကျွန်တော်ဒီအများကြီးကိုကြီးပံ့ပိုးပေးနေစကူလုပ်ပေးနေကျွန်တော်ရဲ့အကူကြီးပေါ့နော်ကိုကြီးဖာယာအဲတကယ်ကြီးလည်းဟုတ်တယ်ကျွန်တော်ဒါမနေ့က မနေ့ကကျွန်တော်တစ်ခေါက်ပဲပြောလိုက်ရတယ်ဘလို့သူ့ကိုကျွန်တော်လာပြီးတော့ဟိုလာခဲ့ပြီးပါအာသူတော့ပြောရမလို့ပေါ့နော်ဒါကျွန်တော်လာတွေ့ပြီးရယ်လာပြီးကူညီပြီးရယ်ပေါ့နော်အဲ့ဒါခြေကူးအများကြီးတင်ပါတယ်ခင်ဗျ